အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားယရနာစံကြောင်းတော်ပြုပြင်မောမှန်မှုလုပ်ငန်းများအတွေ့စေတနာရှင်လူရှင်များတရတာအားသ၍ထဲ့ဝင်လူတန်းလျက်ရှိတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မက်စလာ28နှစ်နေ့လပိုင်းကလှုပ်ခတ်ခဲ့သည့်မန္တလေးမြေငလင်ကြီးကျောင်းရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရည်ပြင်တော်ယရနာစံကြောင်းတော်အချုပ်နေရာများဒေသဆိုင်ကြွချီတော်မူရာတွင်အုံပြုသည့် ကရဝိတ်ဖောင်တော်နှင့်ဖောင်တော်ထားရှိသည့်အဆောက်အုံထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါသည်ယခုအခါကျွမ်းကျင်ပညာရှင်များလုပ်သားများခေတ်မီဆက်ရံတရားကြီးများဖြင့်ဖျားကုန်းတော်မြေကြံ့ခိုင်မှုကောင်းမွန်စေရေးအတွက်ရှိပိုင်းရခြင်းလုပ်ငန်းတင်မစံကြောင်းတော်ကြီးပုံမူတောင့်တင်းခိုင်မာမှုရှိစေရန်အတွက်တိုင်များ ထပ်ဖို့ကွန်ကရစ်လောင်းခြင်းလုပ်ငန်းကျောင်းတော်ဘော်တို့တက်ရောက်သည့်လေကားကြီးများပြင်ဆင်ခြင်း ရင်းမြေတော်ကြောက်ပြခင်းခြင်းလုပ်ငန်းများနဲ့အခြားပြုပြင်မုန်းမမှုလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါတယ်။အင်းလေးပေါတော်ဦးမြတ်စွာဘုရားပြန်လည်ပြုပြင်မုန်းမနိုင်ရေးအတွက်အနေနဲ့ရဲရဲမှာလူရှင်များကအလူငွေများပစ္စည်းများထည့်ဝင်လူတန်းကုသိုလ်ပါဝင်ကြရာယနေ့တိစုစုပေါင်းထည့်ဝင်လူတန်းငွေ3184သိန်း6000ကျပ်ရရှိခဲ့ပြီဖြစ်ကြောင်းနှင့်ဘုရားဘုပြည်သူများအမြန်ဆုံးပြန်လည်ဖူးမြော်နိုင်ရေး ယခုနှင့်တရင်ကျုပ်ဘုရားပွဲတော်ကာလအမီထိခိုက်ပျက်စီးသွားသည့်ဆံချောင်းတော်အစိတ်ပိုင်းများကိုအရှိန်အဟုန်ဖြင့်ပြုပြင်မောမှန်လျက်ရှိကြောင်းသိရှိရပါသည်